မဇ္ဈိမပရိသတ်များမင်္ဂလာပါရှင်မဇ္ဈိမ TV ရဲ့မေလ၄ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေနဲ့တခြားစိတ်ဝင်စားဖွယ်ရာအစီအစဉ်ကောင်းတွေကိုစတင်တင်ဆက်ပေးတော့မှာပါကဲကီဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတွေကိုမဇ္ဈိမပရိသတ်တွေအတွက်အရင်ဆုံးပြောပြပေးပါဦးဟုတ်ကဲ့ပါကိုကြီးပထမဆုံးသတင်းအနေနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အီတလီနိုင်ငံရောက်ရှိနေတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အဲဒီသတင်းပြီးမှတော့ဒီနေ့ကျင်းပတဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့အစည်းအဝေးသတင်းလည်းရှိနေပါတယ်။ နောက်ပြီးမဘာသာဥဆောင်ဆရာတော်တပါးဖြစ်တဲ့ဥဝီယာသူရခိုင်ပြည်နယ်မောင်တော်ကိုသွားတဲ့တည်င်းလည်းရှိနေပါတယ်။ဒါအပြင်မကွေးတိုင်းဝင်းကြီးချုပ်ဟောင်းရဲ့ငွေကြေးရှုပ်ရှင်းကိစ္စလိုမျိုးအခြားတိုင်းနယ်ပြည်နယ်တွေမှာလည်းအဆထွက်နေရလို့ NLD ဗဟိုအလုံးမှုဆောင်တွေ့ရမှုဖွဲ့ဝင်ဦးဝင်းထိန်ကပြောလိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ထုံးစံအတိုင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ကိုရင်။ တစ်ဆက်တည်းမှာပဲမြင်းစီမားရဲ့ပုံမှန်တင်ဆက်ပေးနေကြအစီအစဉ်ကောင်းတွေကိုပြောပြပေးချင်ပါတယ်။အဲ့ဒါတွေကတော့စိုက်ပျိုးပျော်ရွှင်သိစေခြင်းနဲ့လူငယ်တွေစိတ်ဝင်စားတဲ့ UP ရဲ့ Red Chat အစီအစဉ်တွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒါဆိုပထမဆုံးသတင်းတစ်ပုဒ်ကိုအကိုကပဲတင်ဆက်ပေးပါအောင်ရှင့်။ ုတ်ကဲ့ပါနိုင်ငံတော်အတိုင်းအမြင်ပုဂ္ဂိုလ်တော်ဆန်းစုကြည်ရဲ့ဥရောပခီးစဉ်ကိုအရင်ဆုံးပြောပြပေးမှာပါမနေ့ကဘယ်ဂျန်နိုင်ငံဘရက်ဆဲမြို့မှာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ဒေါ်ဆန်းစုကြည်ဟာဒီနေ့မှာတော့အီတလီနိုင်ငံကိုရောက်ရှိနေပါပြီဒီနေ့မနေ့ပိုင်းမှာအီတလီနိုင်ငံရောမမြို့မှာအီတလီဝန်ကြီးချုပ်ဟောင်းမစ္စတာရိုမာနိုပရိုဒီနဲ့တွေ့ဆုံခဲ့ပါတယ် တဆက်ထဲမှာနေပြည်တော်သတင်းတောက်မင်းမင်းပေးပို့ထားတဲ့သတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။မကွေးတိုင်းဝင်ကြီးချုပ်ဟောင်းရဲ့ငွေကြေးအရှုပ်အရှင်းကိစ္စလိုမျိုးတခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်းအဆထွက်နေတယ်လို့ NLD ဘဟုအလို့အမှုဆောင်အတွင်းမှုအဖွဲ့ဝင်ဦးဝင်းထိန်ကပြောကြားလိုက်ပါတယ်။အဲ့ဒီကိစ္စတွေကိုနောက်ကြောင်းပြန်လှည့်လို့ရပေမဲ့အမျိုးသားရင်ကြားစီအတွက်လုံးမမဟုတ်ဘူးလို့လည်းပြောပါတယ်။ဒီသတင်းနဲ့ပတ်သက်တဲ့ရုပ်သံဖိုင်တစ်ခုကိုမြစီမကရရှိထားပါတယ်ခင်ဗျ။အဲ့ဒီကိစ္စကိုကျွန်တော်တို့ ဒေါ်စန်းစုကြည်နေပြီးတော့ဘူးတန်းဝင်ကြည့်ကိုတောင်းပေးတာအစားရရဲဝင်ကြည့်ပဲကြောက်ပါအဲ့ဒီလိုပဲချားတိုင်းနဲ့ပြီးတယ်ဆိုရင်အစားတွေထွက်လာအစားတွေထွက်လာအဲ့ဒီအစားတွေကဘယ်လောက်ထိဆိုင်မှမယ်ဘယ်လောက်ထိကြီးမယ်အဲ့အရာတွေကတဖြည်းနဲ့လာပါလိမ့်မယ်အဓိကကတော့ညီကြီးပူဇော်ထိပ်ပြောလို့ဒါတွေကျတော့နောက်ကျောင်းပြန်လှန်လို့ရတယ်အချိန်မေးလှန်လို့ရတယ်ဘယ်လိုမလုပ်ချင်ဘူးမျိုးသားညီညာစီရဲ့ဘူးတဲ့ကြောင့်မလို့ သူတို့တရားမစွဲဘဲနဲ့ပြန်တောင်းတာအမှချက်ချင်းတရားစွဲလို့ရတယ်တရားစွဲလို့ရှိရင်ရှုပ်ချက်ခံပြီးတော့ကျွန်တော်တို့ခြားတဲ့ဒေါသကြီးခြားတဲ့မူဝါဒနဲ့မညီလို့ပြန်တောင်းတယ်သူတို့ကပြန်ပေးမယ်လို့ပြောတယ်ကိုတော့ဘယ်လောက်ထိကြံလို့ဘယ်လောက်ရှိွားဖြစ်မှာစရာစဉ်းစားကြည့်ရုံရဲ့ဘုဘမတီ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ NCA ရေးထိုးထားတဲ့အဖွဲ့တွေကြားပြစ်ခတ်မှုတွေမဖြစ်ပွားအောင်နဲ့ဖြစ်ပွားခဲ့တဲ့ထိတွေ့မှုတွေကိုစောင့်ကြည့်ဆွေးနွေးတဲ့ JMC ပုံမှန်အစည်းအဝေးကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဒီနေ့အစည်းအဝေးမှာတိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် JMC တွေဖွဲ့စည်းဖို့ဆွေးနွေးခဲ့ကြတာပါ။သတင်းပြေဆောင်ကိုတော့မက်ဆီမာတင်တော့စိုးသူအောင်ကပေးပို့ထားပါဗျ။ပြည်တော်စုအစည်းအဝေးပြစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ကော်မတီ JMC အစည်းအဝေးဒုတိယအနေကို ဆက်လက်ကျင်းပနေပြီးတိုင်းနယ်ပြည်နယ်အဆင့်ပြစ်ကတ်တိုက်ခိုက်မှုပူးတဲစောင့်ကြည့်ကော်မတီကိစ္စတွေကိုလည်းထပ်ပြီးတော့ဆွေးနွေးနေပါတယ်။တိုင်းနယ်ပြည်နယ်အဆင့် GNCS တွေကိုကရင်မွန်တနင်္လာရီဘကိုးနယ်ရှမ်းနေမှာဖွဲ့စည်းထားပြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့ထပ်ပြီးဖွဲ့ဖို့ကြံနေပါသေးတယ်။ဒေသအဆင့် GMCL တွေကိုမူစေကူတီဖွဲ့စည်းဖို့ရည်ရွယ်ထားပြီးဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီကိစ္စတွေကိုဆောင်ရွက်ဖို့အတွက်တင်ထားတဲ့ GMCU ရန်ပုံငွေ American Dollar 6.5တန်ကိုပြီးခဲ့တဲ့ JICM အစည်းအဝေးဆုံးဖြတ်ချက်အရရရှိထားပါတယ်။အစည်းအဝေးမှာနည်းမြေလိုက် GMCS တွေကိစ္စတွေနဲ့နည်းမြေသတ်မှတ်ရေးမိုင်းရှင်းလေးကိစ္စတွေကိုလည်းဆွေးနွေးကြမှာဖြစ်ပါတယ်။ GMCU ဟာတနိုင်ငံလုံးအပြည့်ရဲ့လက်မှတ် NCA ထူထားတဲ့အဖွဲ့တွေကြားထိတွေ့မှုတိုက်ခိုက်မှုတွေဖြစ်စဉ်တွေကိုစောင့်ကြည့်တဲ့အဖွဲ့လည်းဖြစ်ပါတယ်။ GMCU ကို တမတော်ကဒုတိယဘိုးချုပ်ကြီးရာပြစ်ကဥက္ခရာအဖြစ်တာဝန်ယူထားပြီးဒုဥက္ကဋ္ဌများအဖြစ်အယတားကိုယ်စားလှယ်ဦးမမောင်ငိမ့်နဲ့တိုင်းဒေသလက်နက်ကိုင်အစုဖွဲ့ကဘိုးချုပ်ဆိုင်ယက်ဆက်ဖိုးလိုကတာဝန်ယူထားပါတယ်အစည်းအဝေးကိုရန်ကုန်မြို့ရှေလီလန်ကအမျိုးသားပြန်လည်တင်မြင်နေတဲ့ငြိမ်းချမ်းဗဟုဌာန NRPC မှာဒီကနေ့ဒုတိယမြောက်အနေဖြင့်ပြုလုပ်နေတာဖြစ်ပြီးမနက်ဖြန်မေ9ရက်နေ့အထိပြုလုပ်မယ်လို့လည်းသိရပါဗျ။ကျွန်တော်စိုးသူအောင်ပါ။ ဆက်လက်ပြီး interview ကောက်နှုတ်ချက်တစ်ခုကိုတင်ဆက်ပေးကြပါမယ်။ American သံတမန်ကြီး Scott Marcier နဲ့မြစီမသတင်းဌာနတို့တွေ့ဆုံမိ мян ထားတာပါ။ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ပြည်ပခါရီနဲ့ပတ်သက်ပြီးသတင်းမှန်ရရှိဖို့နဲ့သတင်းမှန်ရရှိအောင်တမတော်ကအကူအညီပေးဖို့သံတမန်ကြီးကပြောဆိုထားပါတယ်။ဒီ interview မှာ American မြန်မာနှစ်နိုင်ငံဆက်ဆက်ရေးမြမငင်းငယ်ရေးအခြေအနေနဲ့ American မြောက်ကိုရီးယားတင်းမာမှုစတာတွေကိုဆွေးနွေးထားပါတယ်။အပြည့်အစုံကတော့ www.misima.com နဲ့ www. www.misima.tv တို့မှာဖတ်ရှုနိုင်ပါတယ်။မြန်မာနိုင်ငံကသတင်းသမားတွေအနေနဲ့ပြောရရင်ကျွန်တော်တို့မှာတွေ့ကြုံနေရတဲ့အဓိကပြဿနာနှစ်ခုရှိနေပါတယ်။တစ်ခုကတော့ပြည်ပကတိုက်ပွဲတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ရေးသားဖော်ပြရတဲ့အချိန်ဖြစ်ပြီးတော့နောက်တစ်ခုကတော့ရခိုင်ပြည်နယ်ကအခြေအနေတွေအထူးသဖြင့်ဘင်္ဂလီတွေနဲ့ပတ်သက်လို့ဖော်ပြရတဲ့အချိန်တို့ဖြစ်ပါတယ်။ဒါကြောင့်ဒါတွေဟာကျွန်တော်တို့တနေ့ပြီးတနေ့တွေ့ကြုံနေရတဲ့ဖြစ်ရာတွေနဲ့အမှန်တရားတွေဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့အတမ်းမကြီးဘက်ကရောဘလို့မြင်ပါတလဲဒီလိုအထူးကိစ္စရက်တွေကို ဖော်ပြရတဲ့အခါမီဒီယာနဲ့ဂျာနယ်လစ်တွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ဘလို့မြင်ပါတလဲ Well I think anytime Okay ကျွန်တော်ထင်ပါတယ်အချိန်တိုင်းခင်ဗျားတို့စီမှာပြိပက္ခတွေရှိနေမယ်ဒီတော့သတင်းသမားတွေအတွက်လည်းအဲ့ဒီထဲမှာပါဝင်ပတ်သက်ရတာတော်တော်လေးရှုပ်ထွေးပါတယ်ဒီပြိပက္ခဖြစ်စဉ်တွေပေါ်မှာမီဒီယာတွေတက်နိုင်သလောက်ထိတွေ့ဖော်ပြခွင့်ရဖို့ကအရန်ကိုအရေးကြီးတယ်လို့လည်းကျွန်တော်ထင်ပါတယ် ဒါမှလည်းရခိုင်ပြည်နယ်ကပဲဖြစ်ဖြစ်မြန်မာနိုင်ငံအရှေ့မြောက်ချမ်းမှာဖြစ်နေတဲ့ပြည်ပခိုင်နယ်ပတ်သက်လို့ဖြစ်ဖြစ်ပြည်သူတွေအနေနဲ့တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေကိုအချိန်နဲ့တပြည့်ညီရမှာပါဒါကြောင့်လည်းအဲ့ဒါကိုရန်ရည်ကြည့်ရလို့ကျွန်တော်ထင်ထားတာပါအစိုးရရောသက်ဆိုင်ရာတာဝန်ရှိသူတွေရောသတင်းမီဒီယာတွေရောဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာအတူတကွအကောင်းဆုံးလက်တွဲသွားနိုင်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အစိုးရဆိုတာကမီဒီယာကိုထိထုတ်ရမှာမဟုတ်ပါဘူးလွတ်လပ်စွာရေးသားဖော်ပြခွင့်ပေးရမှာပါ ဒီနေ့လူများစိတ်ဝင်စားနေတဲ့သတင်းတွေထဲမှာမဘာသာဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ဆရာတော်ဦးဝီရသူရခိုင်ပြည်နယ်မောင်တော်ကိုကြားရောက်ကူညီတဲ့အကြောင်းလဲပါပါတယ်။ဆရာတော်ဦးဝီရသူနဲ့မဘာသာအဖွဲ့ဝင်တချို့ဒီနေ့မနက်ပိုင်းကမောင်တော်မြို့နယ်မှာရှိတဲ့ကြီးကန်းပြင်းနေချားဆောက်ဌာနချုပ်မှာကုတ်ကဲရည်မှုရဲမှုချုပ်သူရာစန်းလွင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးမောင်တော်ဒေသမြောက်ပိုင်းနယ်မြေတွင်းကိုခရီးဆက်နေတာပဲဖြစ်ပါတယ်။ ဆရာတော်ဦးရသူဦးဆောင်တဲ့ဖွဲ့ဟာမေလ3ရက်နေ့နေ့လယ်ပိုင်းကစစ်တွေမြို့ကိုရောက်ရှိလာခဲ့ပြီးညနေပိုင်းမှာမောင်တော်မြို့ကိုကြွားရောက်ခဲ့ပါတယ်။ပျက်စီးသွားတဲ့ကျေးရွာတချို့မှာစားနပ်ရိက္ခာနဲ့အထောက်ပံ့ပစ္စည်းတွေကိုဒီကနေ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့အမျိုးသားသတင်းစုဘေးအချင်းမြင့်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဒီသတင်းကိုတော့သတင်းတော့စိုးသူအောင်ကပေးပို့ထားတာပါ။မြန်မာနိုင်ငံသတင်းစာဆရာအသင်း MGA ရဲ့ပြင်စမအချင်းမြောက်အမျိုးသားသတင်းစုပေးပွဲကို မနေ့ကမေ3ရက်ရန်ကုန်မြို့က Sky Star Hotel မှာပြုလုပ်ခဲ့ပါတယ်။သတင်းသူရဲကောင်းစုအဖြစ်သတင်းစာဆရာကြီးဟန်တာရီဦးအောင်ကျိုင်းအကောင်းဆုံးသတင်းဆောင်မစုကို မော်ကွန်းမဂဇင်းကကိုခင်မောင်မြင့်အကောင်းဆုံးသတင်းသဘုံစုကိုကိုစုမှုအောင်သတင်းကသွန်းစုကိုဥမမောင်လေးနဲ့ရုပ်သံသတင်းစုကို DVB သတင်းဌာနတွေကရရှိသွားပါတယ်။မြန်မာနိုင်ငံသတင်းစာဆရာအတင်းအမျိုးသားသတင်းစုရေးချက်ချင်းမြင့်ကအခုဆိုရင်၅ချိန်တိုင်ခဲ့ပြီလေဖြစ်ပါတယ်။ အမျိုးသားသတင်းစုချင်းမြင့်တဲ့ရက်ကိုနိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့မေ3ရက်ကိုရွေးချယ်ရတာကသတင်းလွတ်လပ်ခွင့်ဟာမြမသတင်းလောကအတွက်အရေးကြီးနေတယ်ဆိုတာကိုဖော်ညွှန်းချင်တာဖြစ်တယ်လို့မြမနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌဦးတီဟာစောကပြောပါတယ်လရှိအခြေအနေတွေရမြန်မာနိုင်ငံသတင်းလွတ်လပ်ခွင့်အစင်ဟာကမ္ဘာနိုင်ငံ190ကျော်တဲ့က143အကိုရရှိနေပါတယ်ကျွန်တော်ဆိုသူအောင်ပါ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ American သမ္မတ Donald Trump ဟာ Palestine အနာပိုင်အဖွဲ့ကောင်းဆောင် Mahmoud Abbas ကိုမေလ3ရက်နေ့ကအင်မြူရောဘဲဥပုံကင်မာဆောင်မှာလက်ခံတွေ့ဆုံခဲ့တယ်လို့သတင်းတရမှာဖော်ပြထားပါရစေ။ ခေါင်းဆောင်နှစ်ဦးရဲ့တွေ့ဆုံမှုမှာတော့အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြားငြင်းချမ်းရေးရဖို့အတွက်အမေရိကန်နေဘက်ကကူညီပေးသွားမှာဆိုတဲ့အကြောင်းကိုသမ္မတဒေါ်နယ်ထရန့်ကထည့်သွင်းပြောဆိုသွားတယ်လို့သိရပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နီတန်ယာဟုကိုလက်ခံတွေ့ဆုံထားတာနှစ်လကျော်လောက်သာရှိတဲ့အချိန်မှာပဲအခုလိုပါလက်စတိုင်းခေါင်းဆောင်မာမော့အာဘတ်ကိုအင်ဂျီရောမှာလက်ခံကြိုဆိုတွေ့ဆုံခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးအားကစားသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ရိုမကန်နဝင်ကစားသမားတော်တီဒီနှစ်ရာသီအကုန်မှာနားယူတော်မယ့်အကြောင်းပဲဖြစ်ပါရဲ့ရှင်။အသက်40ရွယ်ရှိပြီဖြစ်တဲ့ရိုမအသင်းရဲ့ကန်ဝင်ကစားသမားကြီးဖရန်စစ္စကိုတော်တီဟာယခုနှစ်ဘောလုံးရာသီအကုန်မှာဘောလုံးသမားဘဝကနေနားယူတော်မှာဖြစ်ပါတယ်။ရိုမာသင်းအတွက်25နှစ်ကြာကစားပေးခဲ့တဲ့ တော်တီဟာဘောလုံးသမားဘွားကအနားယူခဲ့ပြီးရိုမာသင်းရဲ့ဒရိုက်တာယာရုကိုရယူမှာပါ။ လာဇီယိုနဲ့ပွဲစဉ်ပြီးမှာတော်တီကဒီယောမဒါဘီပွဲစဉ်ဟာသူ့အတွက်နောက်ဆုံးမဟုတ်ဘူးလို့ပြောဆိုခဲ့ပေမဲ့ရိုမာသင်းရဲ့အားကစားဒရိုက်တာတဲ့မွန်ချီကတော်တီအနားယူတော့မယ်လို့အတည်ပြုခဲ့ပါတယ်ရိုမာသင်းနဲ့တော်တီတို့ရဲ့ကြားကသဘောတူညီမှုကိုကျွန်တော်သိရှိပြီးပါပြီဒါကတော်တီရဲ့နောက်ဆုံးရာသီပါပဲပြီးရင်ဒရိုက်တာယာရုကိုသူရယူပါလိမ့်မယ်တော်တီကရိုမာသင်းရဲ့အမှတ်တံဆိပ်ဖြစ်ပြီးရိုမာသင်းနဲ့ခွဲခြားလို့မရတဲ့သူပါသူနဲ့ရင်းရင်းနှီးနှီးနေလိုပါတယ်ဒါမှသူ့စီကနေ ရိုမာသင်းရဲ့အကြောင်းတွေကိုသင်ယူနိုင်မှာပါတော်ဒီဟာ1992ခုနှစ်ကစတင်ပြီးရိုမာသင်းမှာကစားခဲ့တာဖြစ်ပါတယ်ပွဲပေါင်း983ပွဲကစားခဲ့ပြီး309ဂိုးကိုသွင်းယူပေးခဲ့ပါတယ်နီးပြပေါင်း18ဦးရဲ့လက်အောက်မှာကစားခဲ့ပြီးရိုမာသင်းနဲ့အတူစီးရီဘလား2ကြိမ်ကိုပါအီတာလီယာဘလား2ကြိမ်အီတလီစူပါဘလား2ကြိမ်ရရှိခဲ့ပါတယ်တော်ဒီဟာရိုမာသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လို့ ပွဲအများဆုံးကစားထားသူဖြစ်လဲမှတ်တမ်းရေးထိုးထားသူပါအီတလီလက်ရွေးစဉ်အဖြစ်ပွဲပေါင်း58ပွဲကစားခဲ့ပြီးဂိုးဂိုးသွင်းယူခဲ့ပါတယ်2006ခုနှစ်မှာအီတလီသင်းနဲ့တူကမ္ဘာဖလားကြီးကိုရရှိခဲ့ပါတယ်သူ့ရဲ့ကစားသမားဘဝမှာကလပ်အသင်းပေါင်းမြောက်များစွာကကမ်းလှမ်းခဲ့ပေမဲ့ရိုမာအသင်းမှာပဲတစ်ဆာရှိစွာနဲ့ယခုအချိန်ထိကစားနေခဲ့သူဖြစ်ပါတယ် ဆက်လက်ပြီးအစီအစဉ်အညွှန်းလေးတွေတင်ဆက်ပေးကြပါရရှင်မထင်မှတ်တဲ့မိကုံးတွေနဲ့တိဆောက်ထားတဲ့ UP ရဲ့ red chair ကိုကြည့်လိုက်ကြရအောင်ပါအာကြောင့်ကဒီ graffiti လောကထဲမှာဒီ graffiti အခြားသမားတွေကပြောတယ်ပေါ့ graffiti သမားအစ်စ်မဟုတ်ဘူးလို့ပြောကြတဲ့အပေါ်မှာအဲ့ဒီအမှုပညာနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုဘယ်လိုခံထားမျိုးရှိမလဲ um graffiti သမားအစ်စ်မဟုတ်ဘူးဟောပါတော့အဲကျွန်တော်ကဟိုပါတော့ကျွန်တော်ကပကြီဆွဲတယ်ပကြီပကြီပကြီဆရာတယောက်ပေါ့ပကြီဆရာလည်းမဟုတ်သေးပါဘူးကျွန်တော်ကချတိတ်ပေါ့ ဟိုကျွန်တော်ငငယ်တည်းကကျွန်တော်ဟိုဟာပေါ့နော်ဟို fire နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်လေ့လာခဲ့တယ်အဖေကလည်းကျွန်တော်ပကြီနဲ့ပတ်သက်တဲ့အခြေခံတွေသင်ပေးတယ်အဓိကတော့ကျွန်တော်ရဲ့ရင်ထဲကရည်ရချက်ကတော့ဒီပုံဆွဲမယ်ဟိုကျွန်တော်ပုံကိုကောင်းကောင်းဆွဲတတ်ခြင်းနဲ့ဟိုတစ်ချိန်ကကျွန်တော်ကျွန်တော်ဘွားကဟိုလမ်းမြန်နေရတဲ့အချိန်တုန်းကဆိုရင်တော့ကျွန်တော်တို့ကဒီ calories မရှိဘူးအဲ့တော့ကျွန်တော်နေ့တင်ညာတွေကျွန်တော်လမ်းပေါ်မှာပြသတယ်ဟို graffiti artist လို့လည်းကျွန်တော်ဟိုဟာပြောရတာဆိုကျွန်တော်က street artist ပါကျွန်တော်လမ်းပေါ်မှာကျွန်တော်ရှင်းရှင်းတန်းလာခဲ့တယ်ဟို street life ဆိုတာ street life ဆိုတာခက်ခဲတယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးကိုကျွန်တော်နေခဲ့ပြီးမှဒီ street artist ဖြစ်လာခဲ့တာဒီလိုမျိုးဟိုကျွန်တော်တို့ဟိုလိုမျိုးသတ်မှတ်တာတွေမသတ်မှတ်တာတွေကြာတော့ဒါကျွန်တော်ကိုသတ်မှတ်တဲ့လူတွေအပိုင်းပေါ့နော်အကိုကိုတော့ကျွန်တော်ကတော့ဟို artist ရောက်နေတာသတ်မှတ်တယ်။ artist ကတော့ကြိုက်တာလုပ်လို့ရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အခုဆိုတော့နောက်ဆုံးအဆီဇင်အလှည့်ကိုရောက်လာပြီเนาะကေ ဟုတ်ကဲ့ပါအခုဆိုတော့ပြည်သက်တွေအတွက်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေရရှိစေမယ့်စိုက်ပျိုးပျော်ရွှင်သိစေခြင်းဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးတော့မှာပါဒီနေ့မှာတော့စပစ်ပင်ဂိုင်းဆက်စိုက်ပျိုးတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်ဒီအစီအစဉ်အပြည့်အစုံကိုတော့ www.missima.barmis.go နဲ့ www.missima.tv မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဟုတ်ကျလုံးကတ်ထားတဲ့ဂိုင်းရဲ့အောင်မြင်မှုတစ်ခုအဲဒီကောင်တို့ရှိရင်အာ လေးဘတ်သားလောက်ရှိတော့ဟုတ်လေးဘတ်သားလောက်ရှိတဲ့အချိန်မှာဒီကောင်ကိုဒီရှင်ကဂိုင်းလေးကိုပြုစုတယ်ဗောနော်ပြုစုလို့ရှိရင်အဲဒီဒီမျိုးကတော့မျိုးသစ်မို့လို့အခုအဖူးတွေပါတယ်ပါလာတာဗျာဒီလိုမျိုးဘယ်တော့မှမပါဘူးဒီမျိုးကတော့အရင်တော့ကမျိုးတွေဆိုတာနံပါတ်3တွေဆိုတာဣတရီမျိုးဗောမျိုးစာစပိတ်မျိုးခင်ဗျာဝိုင်လဲလို့လို့ရတယ်စားလို့လည်းရတယ်ဒီအလုံးကအရင်ဣတရီနံပါတ်3ရဲ့အလုံးနဲ့ပို့ ချိုရက်ပုံများအကြောင်းကပူပြီးတော့အမဲရောင်တန်းဆိုတော့ဟိုဒီအခုဒီကခိုင်းပြီးတော့တချို့ပုံမှန်ပေါ့နော်ဒီမျိုးမဟုတ်ပဲအရင်ပုံမှန်မျိုးတွေကြတော့ဒီဂိုင်းကိုထပ်မွေးရနေတာပေါ့ဂိုင်းကိုဘယ်မျိုးမဆိုကိုဂိုင်းမွေးရတယ်ခင်ဗျာဒီကောင်ကိုဒီထလာတဲ့ကတည်းကတားတဲ့ခေါ်တာပေါ့ဒီတားတဲ့ဂိုင်းလေးကိုမွေးထားလိုက်ရင်မွေးထားလိုက်ပြီးတော့မှဒီအဲငားလာမယ်မှာဂိုင်းမွေးလို့ရှိရင်အော်တိုဘာနိုဘယ်မှာလို့ရှိရင်သူ့ရဲ့ဟိုဂိုင်းလုံးဝအရင်ရပါ ဒီခိုင်းလို့ရတဲ့ခိုင်းရတော့အဲ့ဒီခိုင်းကိုမှတခါတပေပတ်ရှာလို့ပေါ့ဒီပတ်ရှာလေကိုခိုင်းပြန်တယ်ဒီခိုင်းတာပေါ့ခိုင်းဖြတ်ပြီးတော့ဒီခိုင်းဟိုဒီကလည်းဒါအသီးအပွင့်ပါပဲမဲ့အာသူ့ကိုလည်းခိုင်းပြန်မိုးရအောင်ပေါ့ဟုတ်ကဲ့ခင်ဗျာပြားလာအောင်ဟုတ်ကဲ့အသီးယူရင်ဒီအသီးလေးရလည်းလကားဖြစ်မသွားဘူးခင်ဗျာဒီအသီးလေးလည်းဒီမဲ့လို့ရှိရင်ဝိုင်းရှက်လို့ရတယ်စားလို့လည်းရတယ်အသီးအသီးလေးလည်းစားခိုင်းလည်းရပေါ့နေတော့ပို့ပြုစုရအောင် အခုတင်ဆက်ပေးခဲ့တာကတော့မေလ၄ရက်နေ့နောက်ဆုံးရသတင်းတွေပြင်တခြားစိတ်ဝင်စားဖွယ်ရာအစီအစဉ်ကောင်းတွေကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးနောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအစီအစဉ်တွေကို www.myanmar.bamis.go နဲ့ www.myanmar.tv နဲ့ myanmar Facebook မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်လို့သတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။